ဒီတစိကလထိုင်တွေရဲ့အဖြစ်အပျက်တွေဟာမတူညီတဲ့အစည်းအရုံနှစ်ခုမှာဖြစ်ပျက်ခဲ့တဲ့အတွက်တကယ်ကိုခြောက်ခြားစရာပဲဖြစ်ပါတယ်။ဒီကပထမဆုံးဗီဒီယိုကိုတော့မနေ့3နိုင်ကြီးမှာလုံခြုံရေးကင်မရာနဲ့ရိုက်ကူးမိခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာလူနာရီအိမ်ပေါ်ကျနေပြီးလှောင်ရှားမှုတဲမရှိရတဲ့အချိန်ဖြစ်တာကြောင့်စေယုံထဲမှာတိတ်ဆိတ်ငြိမ်သက်နေခဲ့ရပါတယ်။ဒီတိတ်ဆိတ်ငြိမ်သက်မှုဟာစေယုံရဲ့အခန်းတကန်းမှာလှုပ်ဝက်ဆန်းကျယ်တဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်လာတဲ့အထိပဲကြာရှည်ခံခဲ့ပါရီ။ ဒီထူးဆန်းတဲ့ဖြစ်ရပ်ဟာနေရံဘော်ကပိုစတာတစ်ခုရုတ်တရက်ပြုတ်ကျလာပြီးအခန်းတွင်းမှာရှိတဲ့ကလထိုင်းတို့ရဲ့ထူးခြားတဲ့ဖြစ်စဉ်ကနေစတင်ခဲ့ပါပြီ။ဒီမှာကလထိုင်းဟာထူးထူးခြားခြားပဲနေရံကိုထိတဲ့အထိအပြင်းထန်ဆွဲငင်ရွေးချသွားပါတော့တယ်။ပြီးတော့လုံခြုံရေးကင်မရာကမှတ်တမ်းတင်ထားတာကြောင့်လောလောဆယ်အခန်းထဲမှာဘယ်သူမှမရှိဘူးဆိုတာလည်းဒီမှာလုံးဝသိကြပါရစ်။ချက်ချင်းဆိုသလိုပဲစာရက်စာတမ်းနဲ့ဖိုင်တွေပါရှိတယ်။အန်ဆွဲတွေကလည်းပြင်ထန်စွာပဲဒီမှာဆွဲပွင့်သွားကြပါတော့ရစ်။ အခုလိုလာဒူဖြစ်ရမျိုးဟာချီလီမာရှိတဲ့တခြားဆေးရုံတစ်ခုမှလည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ညတကောင်အချိန်မှာပဲဆေးရုံကတူနာပြူတွေဟာအကန့်တစ်ခုကထွက်ပေါ်လာတဲ့ဆူညံတန်တွေကိုကြားလိုက်ရပြီးအတန်ထွက်လာတဲ့အကန့်တွေမှာဘယ်သူမှမရှိဘူးဆိုတာကိုသူတို့ဟာချက်ချင်းပဲသတိထားမိခဲ့ကြပါတယ်။ဒီလိုနဲ့လုံခြုံရေးကင်မရာတွေကိုစစ်ဆေးဖို့ပြန်သွားတဲ့အခါမှာတို့ဘဝမှာမြင်ဘူးသမျှထိတ်လန့်စရာအကောင်းဆုံးအရာတစ်ခုကိုတွေ့မြင်လာကြရပါတော့တယ်။ ဒီကဗီဒီယိုထဲမှာတော့ကလထန်ကတစ်ဖက်ကိုရုတ်တရက်ရွှေ့ပြီးအဲ့ဒီနေရာမှာခဏလောက်နေနေတာကိုတွေ့မြင်နိုင်ပါတယ်။ဒီမှာရုတ်တရက် IV stand ကလည်းရွေ့ရှားသွားပြီးဒါအသနာပြုဝန်ထမ်းတွေအားလုံးအတွက်အရန်ကြောက်စရာကောင်းတဲ့ဗီဒီယိုဖိုင်တစ်ခုဖြစ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အခန်းထဲမှာဘယ်သူမှရှိမနေဘူးဆိုတာကိုသူတို့ကောင်းကောင်းသိကြတာကြောင့်ပဲဖြစ်ပါတယ်။ဒါဆိုဒီကလထန်ကိုဘယ်သူဟာတွန်းလိုက်တာပါလဲ။ဒါမှလည်းအဲ့ဒီနေရာမှာဒဇော်ရီရောက်ရှိနေခဲ့ရင်တော့ဒီဖြစ်စဉ်အတွက်ရုတ်တရက်နဲ့ရှင်းပြချက်ဟောမရှိနိုင်တော့ပါဘူးခင်ဗျာ